မင်္ဂလာပါကောင်းချီးမင်္ဂလာရှိသောနေ့သည်ဖြစ်ပါစေလို့နှုတ်ခွန်းဆက်ပါတယ်ဒါဝရပြားထံတော်ဘာမှခန္ဓာစိတ်ဝိညာဉ်မဆာခြင်းအမျိုးမျိုးကိုခန်းစားရပါမည်အကြောင်းလဲဆုတောင်းပေးပါတယ်ဒီမိနစ်မှာဂျေဇုတော်အပြင်ကျွန်တော်နဲ့တူနှုတ်ကပတ်တော်ဆင်ခြင်ဖို့ပြားသခင်ပြင်ဆင်ပေးတဲ့အတွက်ကောရင်သူဩဝါဒစာဒုတိယဆောင်ခန်းကြီး73အပိုက်ငယ်10ကိုဆင်ခြင်ဖို့ပြင်ဆင်ထားပါတယ်ငါတို့ဒီတမန်တရားကို စီတားခြင်းကအလင်းမတက်နိုင်ကြ ဒီကျန်းစာလေးကတော့အင်မတန်ကျွန်တော်တို့အတွက်စင်ချင်းစရာကောင်းပါတယ်ကိုပေဘက်မှာနေမလဲဆိုတာကိုစိန်ခေါ်ထားတာပဲဖြစ်ပါတယ်အမှန်တော့ကျွန်တော်တို့တမာတရားကို စီးတားလို့မရပါဘူးတမာတရားရှိမှ ကျွန်တော်တို့ကဒူးထောက်ရမှာပဲ ဖြစ်ပါတယ်ကိုယ့်ရဲ့မမာနာတွေကိုယ့်ရဲ့အတ္တတွေလောဘတွေကိုယ်မှာရှိတဲ့ဇာတိအရာတွေကိုခဝါချပြီးမှတမာတရားအဖြစ်ဝန်ခံပြီးခရစ်တော်ရှိမှာ တူးထောက်ရမယ်ဆိုတာကိုသိဖို့လိုပါတယ်။တမန်တော်ကအမြင်နိုင်ပါတယ်။ခရစ်တော်ကအမြင်နိုင်ပါတယ်။ကျွန်တော်တို့ကအမြဲတမ်းခရစ်တော်ရှေ့မှာလက်မြောက်အရှုံးပေးရမယ်သူ ဖြစ်ပါတယ်။ဒီနေရာမှာ ရှင်ပေါလု ပြောတဲ့စကားလေးကိုဆက်ပြီးတော့မှခြုံငုံကြည့်မယ်ဆိုလို့ရှိရင်သူလာမယ်ကောရိန္သုအသင်းတော်စီကို လာတဲ့အခါမှာသူကမှားရွေးတဲ့သူတွေကို စစ်ဆေးမယ်။ပြီးတဲ့အခါ တမတရား၌တိဆောက်ပေးမယ်အဲအဲ့လိုမျိုးသူကပြောပါတယ်ဆိုတော့ကျွန်တော်တို့ကဖျားသခင် ရှေ့ကို ရောက်မှ စစ်ဆေးခံရမှာမဟုတ်ပါဘူးမြေကြီးပေါ်မှာကလေးကိုက ကျွန်တော်တို့တမတရားမှာ နေသည်မနေသည်ကို စစ်ဆေးပေးမယ်ဆရာသမားတွေရှိပါတယ်အဲ့တော့ကျွန်တော်တို့မြေကြီးပေါ်မှာဆရာသမားတွေရဲ့ဆုံးမတွန်းတင်ပေးခြင်းအပြစ်ထောက်ပြတွန်းတင်ခြင်းတွေအပြင်ကျွန်တော်တို့ကို ကျွန်တော်တို့စစ်ဆေးရမှာဖြစ်ပါတယ်ဆိုလိုတာက ငါနဲ့ဖះနဲ့ရှင်းမယ်။ကောင်းကင်နိုင်ငံရောက်မှာပဲရှင်းကြစို့ဆိုတာမျိုးမဟုတ်ပါဘူး။မြေကြီးမှာကလေးကကိုယ့်ရဲ့အသက်တာရဲ့လိုအပ်ချက်တွေကို ထောက်ပြတွန်းတင်ပေးမဲ့သူတွေရှိပါတယ်။တို့ရဲ့တွန်းတင်မှုတို့ရဲ့အပြစ်ဖော်ပြမှုတွေအားဖြင့်ကျွန်တော်တို့ကကိုကိုကို စစ်ဆေးပြီးတော့မှတမတရား၌တီးသည် မတီးသည်ကိုတုံးတက်ဖို့ရန်အတွက်ဖြစ်ပါတယ်။အကယ်၍ကိုကတမတရား၌တီးမနေဘူးလို့ဆုံးမခံရရင် ကိုကိုကိုပြင်ဆင်ရမှာဖြစ်ပါတယ်။တမတရား၌တည်နေတယ်ဆိုရင်တော့ကြီးမွန်းစရာအကြောင်းဖြစ်ပါတယ်။ချစ်တော်မိဘညီကိုမောင်နှမတို့ကောရိန္သုအသင်းတော်မှာရှိတဲ့ယုံကြည်သူတွေကို ရှင်ပေါလု နောက်ဆုံးရေးလိုက်တဲ့ဒုတိယဆောင်ရဲ့နောက်ဆုံးအခန်းကို ရောက်လာတဲ့အခါမှာသူလာမဲ့အကြောင်းလာတဲ့အခါမှာသူတို့တမတရား၌တည်ဖို့ရန်အတွက်သူတို့ရဲ့အားနည်းချက်တွေကိုစစ်ဆေးမဲ့အကြောင်းဒါတွေကိုဖော်ပြရင်းနဲ့ဏီကုံချုပ်သွားတာပဲဖြစ်ပါတယ်။ ်ချစ်တော်မိဘညီကိုမောင်နှမတို့ကျွန်တော်တို့ရဲ့အသက်တာနေ့စဉ်အသက်ရှင်မှုမှာတမာတရားနဲ့ညီဒီမညီဒီကို အစစ်ဆေးခံဖို့အင်တန်အရေးကြီးပါတယ်ကိုကိုအာမနာတန်းပြောပြမဲ့သူတွန်တင်ပေးမဲ့သူလိုပါတယ်ကိုရဲ့ဇာတိအရာတွေကိုဝိညာဉ်ရေးရာခေါင်းဆောင်တွေက မြင်ပြီးတော့မှပြုပြင်ခြင်းခံရမယ်ဆိုရင် ကျွန်တော်တို့ပိုကောင်းလာမှာပဲဖြစ်ပါတယ်ပညာရှိဆိုတာကဆုံးမခြင်းကိုချစ်တတ်ပါတယ်မိုက်တော်သူက ဆုံးမတုံ့တင်မှုကိုမုံတတ်ပါတယ်။ဒါကြောင့်ကိုယ့်ရဲ့အသက်တာပြုပြင်ခံရဖို့ရန်အတွက်ဘုရားသခင်ထားပေးထားတဲ့ကောင်းဆောင်တွေအပြင်ပို၍ကောင်းလာဖို့မျှော်လင့်ပါ။ဒါဆိုရင်ကျွန်တော်ရဲ့အသက်တာမှာဒါကောင်းကြီးတစ်ပါးဖြစ်ပါတယ်။အကယ်၍ကျွန်တော်တို့ဟာတုံ့တင်ခြင်းကို မခံဘဲဆုံးမပြစ်တင်ခြင်းကို မခံဘဲကိုယ်အရှိတိုင်းပဲဆက်သွားနိုင်မယ်ဆိုလို့ရှိရင်တော့တမန်တော်ရဲ့ရှေ့မှာအရှုံးခံရပါလိမ့်မယ်။ ဘုရားသခင်ရှေ့ကိုရောက်ရင်လည်းမျက်နာပြက်ရပါလိမ့်မယ်။ဘုရားရှင်ကောင်းကြီးပေးပါစေ။ဆုတောင်းကြပါစို့။ကောင်းမြတ်သောဘုရားကိုယ်တော်ကိုယေရှုတင်ပါရယ်။ကျွန်တော်တို့ကိုအာမနာတန်းတွင်တင်ပေးမဲ့ဝိညာဉ်ရေးရာကောင်းဆောင်တွေအတွက်ယေရှုတင်ပါရယ်။ကျွန်တော်ရဲ့အသက်တာမှာတနေ့ထက်တနေ့ပိုကောင်းလာဖို့ပြုပြင်ပေးသောဆရာသမားများအားဖြင့်ကောင်းကြီးခံရသလိုကျွန်တော်တို့ကိုအာမနာတန်းဇာတိအရာတွေကို ဆုံးမသွန်သင်ပေးတဲ့အပြစ်ဖော်ပြပေးတဲ့ဇာတိတွေကိုလည်း ယေရှုနာမ၌ကောင်းချီးပေးပါれ။ကျွန်တော်တို့ရဲ့အသက်တာမှာလည်းပဲကျွန်တော်နဲ့သက်ဆိုင်တဲ့သူတွေကိုထိုးနှီးတူသွန်သင်ဆုံးမပေးခြင်းအဖြစ်မေတ္တာပြနိုင်ဖို့မဆပါ။ဒီနေ့နှုတ်ကပတ်တော်ကြားရတဲ့မိသားစုဝင်အယောက်တိုင်းပေါ်မှာလည်းခန္ဓာစိတ်ဝိညာဉ်မဆာခြင်းအမျိုးမျိုးနဲ့ပတ်ရပါမိအကြောင်းတဏိတာလုံးကိုစက္ကအနန္တတဲ့အခါသခင်ယေရှုနာမ၌စက္ကအနန္တဆုတောင်းပါ၏။အာမင်။